ပကြီးရင်ယူသားစာကြီးရကနေဘယ်စာအုပ်မဆိုပေါ့နော်ကိုပတ်ချင်တဲ့စာအုပ်ပြောလို့ရှိရင်ကျွန်တော်တို့ကဖတ်နိုင်အောင်ကျွန်တော်တို့ကဖန်ပြီးပေးပါတယ်အဲ့ဒီအားဖြင့်ပဲကျွန်တော်တို့ကဒီစာအုပ်တွေဝယ်လို့ရတယ်စာအုပ်တွေလည်းနှားလို့ရပါတယ်သူကတော့ပကြီးအိမ်စာပေတိုက်နဲ့အခမဲ့ရွေးရှားစာကြီးတိုက်ပိုင်ရှင်ကိုမောင်မောင်ဆိုပါဒီရွေးရှားစာကြည့်တိုက်ကိုရန်ကုန်မြို့လှဲရန်စင်တာပထမထပ်ကလှဲရန် app space ဆိုတဲ့စာအုပ်တန်းမှာဖွင့်လှစ်ထားတာနှစ်နှစ်လောက်ရှိနေပါပြီ1990ဝန်းကျင်က အစိုးရထူးအိမ်တင်ရဲ့အမေအိမ်တရှင်ရေပန်းစားနေခြင်းအမေဆိုတဲ့စလုံးနေရာမှာသူ့ဖခင်ပကြီးဆရာပကြီးအောင်စိုးရဲ့ပကြီးဆိုတဲ့ရှေ့စလုံးကိုဖြည့်ပြီးတော့ပကြီးအိမ်စာပေးအဲ့ဒီကနေတဆင့်ပကြီးအိမ်ရွေးရှားစာကြည့်တိုင်းဆိုပြီးတော့ဖြစ်လာခဲ့တာလို့ဆိုပါရယ်စာကြည့်တိုင်းတွေများများပေါ်လာစေဖို့ရည်ရွယ်ချက်နဲ့ပဲ ဒီရွေရှားစာကြီးတိုက်ကိုစီစဉ်ခဲ့တာလို့ကိုမမောင်ဆိုးကပြောပါတယ်။အဲကျွန်တော်တို့ငွေကတော့စာအုပ်ငါးဆိုင်ကာလာရှိတယ်ပေါ့နော်။ဟိုစာအုပ်ဝယ်ဖတ်နိုင်တယ်ငါးဖတ်လို့ရတာပေါ့။ဒီဘက်နောက်ပိုင်းမှာကျတော့ဒီစာအုပ်ငါးဆိုင်တွေကတွက်ွယ်လူနီနီဖြစ်ခဲ့တယ်။ဖြစ်တဲ့အခါကျတော့ကျွန်တော်ကအဲ့အစားပေါ့ကျွန်တော်ကဒီ library တွေကျွန်တော်မြန်မာပေါ်ထွန်းဖို့အတွက်ကျွန်တော်တို့ဖန်တီးခဲ့ကြတာပေါ့။ဗကြီးအိမ်အခမဲ့ရွေရှားစာကြီးတိုက်မှာစာအုပ်ငါးဖတ်လို့တဲ့သူတိုင်းပထမဆုံးအနေနဲ့စာကြီးတိုက်အသင်းဝင်ကပ်ပြုတ်လုပြီးတော့ တစ်ချိန်ငှားရင်နှစ်ပတ်အထိငှားရဖက်ရှုနိုင်မှာဖြစ်ပါတယ်။အခုလိုအခမဲ့စာကြည့်လိုက်တွေပေါ်လာတာက ကောင်းမွန်တဲ့အရွေးတစ်ခုဖြစ်တယ်လို့စာပေဝါသနာရှင်တယောက်ဖြစ်တဲ့ကိုကြည်အောင်စောကပြောပါတယ်။ကျွန်တော်တို့လိုစာအုပ်ကြိုက်တဲ့လူတွေအတွက်တော့ဒါအကောင်းဆုံးနေရာပဲပေါ့လေနော်ပြီးဒီလက်တန်းစင်တာမျိုးမှာအခမဲ့ဆက်ကြည့်ရစီတာပူကောင်းတယ်။အောင်ဆိုဒီလက်တန်းစင်တာလူငယ်တွေတိတ်များတယ်။ကျွန်တော်တို့ဒီဘက်ဆာဘေလော့ကအတွက်ကောဒီလူလူအတွက်ကောပေါ့နော်။ဟိုကောင်းမွန်တဲ့ ရွေးတစ်ခုပါဘူးဒီလိုစာကြည့်လိုက်တွေကိုညင်းနေကုန်ပန်းဆိုရန်စတဲ့နေရာတွေမှာလည်းဖန်တီးသွားဖို့ရှိတယ်လို့လည်းကိုမမောင်စိုးကပြောပါတယ်ရှင်တို့ရွေးစားစာကြည့်လိုက်လို့ပြောရလဲဆိုရင်ကျွန်တော်ကဒီနေရာနေမဟုတ်ပါဘူးဟိုစာအုပ်ဖတ်တဲ့သူကိုယ်တိုင်ကသူကသူ့မျိုးနယ်မှာသင်ပြန်ပြီးတော့မှအဲကိုယ့်ရဲ့မိတ်ဆွေတွေအပေါင်းအသင်းတွေကိုကားပေးရှင်လို့ရှိရင်လည်းကျွန်တော်တို့ကနေပြီးတော့မှအဲစာအုပ်50မျိုး100မျိုးတူယူနယ်တဲ့အမောက်တစ်ခုကိုကျွန်တော်ကတစ်လပင်ငှားပါတယ် ဲ့တလားယူပြီးတော့မှသူ့ဘောက်ငါးငါးပြီးသွားတယ်တလားပြင်ပြန်လာလဲအဲ့ချင်းနေလေကျွန်တော်တို့ကရန်ကုန်မြို့အနှံ့ပေါ့လေဆိုတော့ချွတ်လွယ်နေတော့ပါတာပေါ့နေရလုံးနေနေကိုပို့ပေးတယ်ရန်ကုန်မြို့မှာလုံးချင်တယ်ဆိုတော့ရန်ကုန်မြို့မှာပင်နေရာပဲဖြစ်ဖြစ်လာဆက်တွေပြီးတော့ကျွန်တော်တို့ ਨੇ ပူပေါင်းသွားဆောင်လို့ရတယ်ဆိုတော့ကျွန်တော်ပြောချင်ပါတယ်ဗျာ